မင်္ဂလာပါဒီတစ်ခေါက်တော့ကျွန်တော်တို့ဇေယျကွင်းကျေးရွာအုပ်စုမော်လမြိုင်ဂုံတဝဲကြီးချံလှဲကူးမြို့နယ်ရန်ကုန်တိုင်းထဲမှာရှိတဲ့ Baby Myanmar Play Garden ကိုတောင်းရောက်လည်ပတ်ခဲ့ပါတယ်ခင်ဗျာသူကတော့အမှတ်နှစ်လမ်းကနေလာလို့ရှင်တော့ကျွန်တော်တို့ဒီဇေယျကွင်းလမ်းဆောင်ကြိုင်ဘယ်လေးချိုးလိုက်တာ ਨੇ အဲ့မှာဆိုင်းဘုတ်လေးတွေ့ပါလိမ့်မယ်လမ်းတဲကိုတော့အဲ7မိနစ်လောက်တော့ဝင်ရတယ်ဗျအခုကတော့ဒါတော့အဝင်ဆိုင်းဘုတ်ကလေးဖြစ်ပါတယ်အဝင်နေရာလေးပါဒါပေမဲ့ကျွန်တော်တို့ကတော့ညာဘက်ဘယ်ဘက်ကို꿰သွားလို့ရှင်ကားပါကင်ရှိတယ်ဗျကားပါကင်မှာရပ်ပြီးတော့ အနောက်ကနေပဲလမ်းလျှောက်ဝင်ခဲ့ပါတယ်ခင်ဗျာသူကကြိုပြီးတော့ဘုကင်လောက်ထားလို့ရှိရင်တော့ပိုအဆင်ပြေဒီဟာလေးကတော့ကျွန်တော်တို့နားနေဆောင်လေးတွေဖြစ်ပါတယ်ဒီနားနေဆောင်လေးတွေကတော့ဟိုကမပါဘူးပေါ့နော်ဘီအဲဆွမ်းမင်းပူးမပါဘူးပေါ့နော်ဒီကအခုမြင်နေရတဲ့ဟာလေးကတော့ဒါဆွမ်းမင်းပူးပါပါတယ်နားနေဆောင်လေးဖြစ်ပါတယ်ဒီဆောင်လေးဆိုအဲကွန်လည်းပါပါတယ်ခင်ဗျာဂျန်တဲ့ဟာလေးတွေကတော့သူ့ဒီဇိုင်းလေးနဲ့တူပေါ့နော်ဒါပေမဲ့အဓိကကတော့ကလေးလေးပျော်ဖို့အတွက်ဆိုတော့ကျွန်တော်တို့ဆွမ်းမင်းပူးပါတယ် အဆောင်လေးတွေနားနေဆောင်လေးတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဟိုးဘတ်တောင်ဆုံးမှရှိတဲ့နှစ်ထပ်ဆောင်လေးကိုပဲเนาะနေရာယူပြီးတော့အမှပဲနေပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်ယူလာတဲ့နှစ်ထပ်ဆောင်လေးဖြစ်ပါတယ်သူ့မှာလည်းဆွမင်ပူလေးရှိပါတယ်ဆွေရေကတော့ကျွန်တော်တို့ဒီဧည့်သည်လာမတီသူ့ရဲ့ဖူးလေးပေါ့เนาะဒီမီနီဖူးလေးတွေကိုထည့်ပေးတာဖြစ်ပါတယ်ခင်ဗျာ အချိန်မှလည်းပန်းချံလေးရှိတဲ့အတွက်ကြောင့်လဲဒါအဓိကတော့အဲ့နေရာမှာတော့သူဓာတ်ပုံရိုက်လို့ကောင်းတယ်နော် main ကလေးတွေဓာတ်ပုံလှလှလေးရိုက်လို့ရတယ်ကလေးတွေဆော့လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်အခုလိုပဲအယုတ်ကလေးတွေလာပြီးတော့နှုတ်ဆက်ပါတယ်အဲ့ဒီအတွက်လဲနော်ကလေးတွေကတော့ပျော်တာပေါ့ အခုကတော့ကျွန်တော်အပေါ်တက်ကိုတက်ပြီးရိုက်ပြတာဖြစ်ပါတယ်ခင်ဗျာအပေါ်တက်မှာတော့ပါရှိတယ်ဆိုရင်ကျွန်တော်တို့ဒီမှာစပွဲကုံလေးနဲ့ထိုင်ကုံလေးရှိပါတယ် AC အနာယူပြီးတော့ခြေလို့ရပါတယ်အရှိမမြင်နေရတော့ဒါတဲကစားတဲ့နေရာလေးဖြစ်ပါတယ်အခုကတော့အပေါ်တက်ကနေကျွန်တော်ဒီ play garden ကိုမြင်ရတယ်မြင်ဝင်နေပဲဖြစ်ပါတယ်ခင်ဗျာအနေရတော့တိုက်ရိုက်ထိုးနေတော့လीအဲကင်မရာကတော့အယောင်ကအလိုဖြစ်သွားတာပေါ့ ခဏနာပြီးရတဲ့အရှိရကျွန်တော်တို့ဒီအနာနေဆောင်လေးရဆွေဝင်ပူလေးထဲမှာဆရာသမားလေးတွေစော့ကစားပြောပါနေကြပါတယ်ခင်ဗျာကူကတော့ဒီကျွန်တော်တို့ဒီဆွမ်းမပူအကြီးပဲဖြစ်ပါတယ်ခင်ဗျအကြီးမှာတော့တကုတ်ကောင်းတာကတော့ဒီအမိုးအခုံလေးပေါ့နော်အမိုးလေးလောက်ထားတဲ့အတွက်ကြောင့်နေပူပူ မိုးရွာရွာအဲ့မှာကူလို့ရပါတယ်တခုရှိတဲ့သတိထားမယ့်ဟာလေးကတော့ဒီ swimming pool ရဲ့ depth ကတော့ဒီတိမ်တဲ့ဘက်နဲ့နက်တဲ့ဘက်ကိုကတော့သူကဓာတ်ရိုက် slope ကြီးလှုပ်ထားတာလေးတခုရှိတာပေါ့နော်အဲ့ဒါလေးကတော့အစပိုင်းတော့နည်းနည်းသတိထားတယ်နှုတ်မဆိုလို့ရှိရင်ဟိုနည်းနည်းချော်လဲဝါနိုင်တာပေါ့နော်တခြား activities အနေနဲ့ဆိုရင်တော့အခုမြင်လို့ရတဲ့အတိုင်းပဲမြင်နေတယ်မြစီးလို့ရပါတယ်ပြီးပါရင်ဒီလိုခြားလေးတွေလည်းစီးလို့ရပါတယ် အဲစာပြောခဲ့သလိုပါခလေးလေးအတွက်အရန် solo ကောင်းတဲ့ playground လေးလို့ဖြစ်နေတယ်ဒန်းလေးတွေလည်းစီလို့ရတယ်နောက်ပြီးအဲ main ခလေးလေးအတွက်လည်းကောင်းမလေးလေးအတွက်ဆိုလို့ရှိရင်လည်းဓာတ်ပုံလေးရိုက်လို့ကောင်းတဲ့နေရာလေးတွေအများကြီးရှိပါတယ်အဲ့တော့ ACC ခလေးလေးတွေနဲ့ဓာတ်ပုံလေးတွေရိုက်ခြင်းနဲ့ဆော့ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဘေးမြန်မာ playground play garden ဘေးမြန်မာ play garden ကတော်တော်အဆင်ပြေပါတယ်ခင်ဗျာ ရေကူးပြီးတော့ခဏနားတဲ့အချိန်ပေါ့နော်ပြီးတော့ lunch time အတွက်ဆိုလို့ရှိရင်လည်းသူတို့အမကန်တင်းလေးရှိတယ်ကန်တင်းလေးမှာမစားလို့ရတယ်အအများစုကတော့ကိုဖက်နေကိုယူပြီးတော့ဒီအဆောင်ထဲမှာပဲစားကြတာကတော့ပိုပြီးအဆင်ပြေပါဘယ်လိုလဲဆိုတော့အစားအသောက်ကတော့ဒီ ပေါ့နော်အရန်ကြီးအများကြီးဆုံဆုံနေနေပြီးတော့မရှောက်ဘူးဗျာ။နောက်ဒီကောင်လေးကတော့ indoor playground လေးပေါ့။ indoor playground ဆိုတာအရေးရတဲ့နေရာလေးပေါ့နော်။အရေးအမိုးလေးနဲ့လှုပ်ထားတဲ့နေရာလေးဖြစ်ပါတယ်။အဲ့တော့အဲ့တော့ကြောင့်နော်နေမပူပဲနဲ့လည်းဆော်လို့ရမှာဖြစ်ပါတယ်။ပြီးသွားလို့ရှိရင်နောက်တစ်ခုကစပိန်လေးလည်းစီလို့ရတယ်။စပိန်လေးလည်းထားထားပေးတယ် tricycle လေးလေးနော်ရိုးရိုးစပိန်လေးထားလို့ရတယ်စီလို့ရတယ်။အဲ့ဒီမှာကလေးလေးလေးစပိန်လေးလည်းပတ်စီလို့ရပါတယ်ခင်ဗျ။ အခုမြင်နေရတော့ဒါတဲကန်လေးဖြစ်ပါတယ်တဲကန်ထဲမှာလည်းအရေးကလေးနဲ့အမိုးလေးနဲ့ဖြစ်တဲ့အတွက်ကြောင့်တော့တော်တော်လေးဟိုစိတ်ချလက်ချပေါ့နော်ဟိုနေအရင်ပြူမှာမစိုးရိမ်ရမယ်နဲ့ဆော့လို့ရပါတယ်ခင်ဗျပြီးတော့အကောင်လေးတွေတိရစ္ဆာန်တွေလည်းရှိပါတယ် ော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမြေအိုးလေးတွေရှိတဲ့မြေအိုးလေးနဲ့ဓာတ်ပုံရိုက်လို့ရတယ်ကျွန်တော်အစောတန်းကပြောသလိုပဲဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးအများကြီးရှိတယ်ပြီးရင်ဓာတ်ပုံလေးရိုက်လို့ရတယ်ပြီးရင်အယောင်လေးတွေလည်းမြေအိုးလေးတွေမှာချေလို့ရပါတယ်ခင်ဗျအခုကတော့ဒါဆရာသမားလေးတွေမြေအိုးပေါ်မှာအယောင်လေးတွေချေနေတာပဲဖြစ်ပါတယ် ပြီးပါလို့ရှိရင်အခုလိုဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးအများကြီးရှိတယ်ဒါကျွန်တော်ကကလေးနဲ့ဆိုတော့သူ့ကိုပဲလိုက်ကြည့်နေတဲ့ကြောင့်လို့အများကြီးတော့ရိုက်မပြပြခဲ့ဘူးဗျာနော်ဒီလိုမျိုးလေးတွေပေါ့နော်လှလှလေးရိုက်လို့ရတဲ့နေရာလေးလည်းအများကြီးရှိပါတယ်ဒီနေ့ကတော့ကျွန်တော်တို့သွားခဲ့တာတော့နော်ဇေယကွင်းလမ်းဆောင်နားမှာရှိတဲ့ရဲကူမျိုးနဲ့ဇေယကွင်းလမ်းဆောင်နားမှာရှိတဲ့ baby မြန်မာ play garden ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျတော့ကိုမိသားစုနဲ့အေးဆေးဆေးအနားယူခြင်းနဲ့ဆိုလို့ရှိရင်တော့ baby မြန်မာ play garden ကအဆင်ပြေပါတယ်ခင်ဗျအားလုံးပဲ thank you ပါ